လက်ရှိအချိန်မှာငွေလိမ်ကြားဖြန့်တွေအဓိကရှိတဲ့နေရာဖြစ်တဲ့ KK ပရဲ့အဆောက်အဦတစ်ခုကိုဘုံခွဲဖြစ်စည်းဖို့ပြင်ဆင်နေကြပါပြီကျွန်တော်သတင်းပြောနေတဲ့အချိန်မှာပဲ KK ပရဲ့အဆောက်အဦတစ်ခုကိုဘုံခွဲဖြစ်စည်းလိုက်တယ်ဆိုတဲ့သတင်းလည်းကြားထားရပါတယ်ဘသူကဘာလို့ချင်တာလဲရုပ်ရှင်တစ်ခုပြီးတစ်ခုအခန်းဆက်တွေဆက်ရိုက်သွားမှလား ကျွန်တော်ဥပပီသူတွေကိုပြောချင်တာကတော့အခုချိန်မှာရန်သူရဲ့လေမြေကိုကျွန်တော်တို့နင်းမိထားတာပါလေမြေကိုနင်းပြီးသွားရင်တော့ဆက်ငွေးမှုလို့တဲ့လုံးဝမလွတ်ဖို့အရေးကြီးတယ်ဘိုးကျော်ဟဲ့နဲ့ကျွန်တော်တို့မာမိတ်တပေါင်းစုထပ်ပေါ်လာမယ်အကင်ပြင်းတဲ့ဇင်းကောင်းတွေကိုကြားရလို့လည်းရှိနေတယ်ရှင်းနောက်တောင်မြောက် တကယ်လို့ဟန်ချက်ညီလှုပ်ရှားနေတဲ့စစ်စင်ရေးအကြောင်းတွေကိုဖော်ပြပေးမှဖြစ်ပါတယ်အဓိကအဖြစ်ကတော့အခက်တက်တော့ AA ရဲ့နောက်ထပ်အောင်ပွဲသတင်းတွေပါမှာမို့လို့ကျွန်တော်ရဲ့ဗီဒီယိုကိုစုံထိဝင်အကြည့်ချိုးကျွန်တော်မိသားစုဝင်တဦးချင်းစီတိုင်းကိုလေစာပြစ်ခေါ်လိုက်ပါတယ်တကယ်လို့ရန်သူရဲ့တယ်မျိုးကိုနင်းမိထားတာပါကျွန်တော်ပြောမိတာနင်းပြီးသွားရင်တော့မလှုပ်ပါနဲ့ဆက်ပြီးတော့နင်းမှာကြပြန့်လေးလင်းငွေလင်းဂိုင်းအကြောင်းတွေ ျွန်တော်တို့သတင်းဌာနတီးတီးမှာအချိန်နဲ့တပြေးညီထွက်ပေါ်လာကြတယ်ဂျပူဘက်ကလည်းပြန်ကြည့်ကြပါဦးခွေးပူခမညာအမိအောင်မှာဘယ်နေရာမှာဖတ်ထားပြီးဘလို့ကောက်နေလဲကျွန်တော်တို့တော့မှခံမှန်းလို့မရဘူးမလေးရှားမှာအာဆီယံစီဝေးမင်းအောင်လှိုင်းကိုပေးမတက်ဘူးလို့အတီးပြလိုက်ပါအခုဂျပန်နဲ့ပတ်သက်ပြီးတော့ ဘောလုံးပုတ်နေကြတယ်ကျွန်တော်မိသားစုဝင်တွေရုပ်ရှင်အခန်းဆက်ကြီးကျွန်တော်တို့ကြည့်နေရတာဖြစ်တယ်ဒါနဲ့ချိန်နဲ့ပြိုင်နေတဲ့မှာကြားပေါ်ကိုကျွန်တော်ပြည်သူတရားလုံးအာရုံရနေတဲ့အချိန်မှာအာဆီယံစီးပွားတက်ဖို့အတွက်တို့တွေညှိနှိုးဆောင်နဲ့စူးစမ်းတာဒီကိစ္စကိုတိုင်ခင်မှာဒေါ်လာတန်းနဲ့ချီပြီးတော့တို့ကလော်ဘီတွေကိုငှားရတာနိုင်ငံခြားလော်ဘီတွေငှားထားတဲ့အကြောင်းကျွန်တော်မိသားစုဝင်တွေလည်းတွေ့ရှိပြီးဖြစ်မှာသိမှာဒါတွေကဒီလိုမျိုးလုပ်ဖို့အတွက်ပါ ခုဘယ်သူ့ရဲ့ဒေါ်လာ3သန်းနဲ့လော်ဘီဒီလဲဘာမှလုပ်လို့မရအောင်မလေးရှားကအတီးပြူပြောဆိုလိုက်ပါပြီ ASEAN အစည်းအဝေးကိုခွေးတပုတက်လို့မရတော့ပါကြောင်းဒီရင်အီဒိုချလိုက်ပြီဆိုတော့ဟိုဘက်ကောင်ကောင်ကျွန်တော်သတင်းလေးရတယ်ထွက်ပြေးသွားပြီတေးကြတယ်ခွေးနေရခွေးတိပေါ့ဗျာဟုတ်ပြီမလေးရှားက မလာကိုတက်ခွင့်မပြုဘူးလို့အတီးပြုတ်လိုက်တဲ့အချိန်မှာတော့တကယ်လို့တောက်ချက်ကွဲသွားတဲ့မင်းအောင်လှိုင်မျက်နှာကိုကျွန်တော်မိဘပြည်သူတွေမြင်အောင်ကြည့်ပေးပါကျွန်တော်ကခွေးတောင်နဲ့ပုံဖော်ကြည့်တာဗျအဲခွေးလေးဗျအနောက်ကနေပြီးတော့ဖြတ်ရိုက်လိုက်တဲ့အချိန်မှာဂိန်းဆိုပြီးအမီးလေးကောက်သွားတဲ့တံခါးကျွန်တော်သွားပေါ်လာဒါပေမဲ့ခွေးဆိုလို့ကျွန်တော်တို့ဗျာကျွန်တော် assertion ခွေးလိုမျိုးပြီးတော့ဒိုရာဘင်လိုမျိုးခြားသောအလှမှုခွေးနဲ့ပုံစံမျိုးပေါ်ပါနဲ့ ခွေးတော်မှအစ်မမီတဲ့ခွေးပုအမိကုတ်သွားတဲ့ပုံစံကိုပုံဖော်ပြီးတော့ကြည့်လိုက်ပါဒါတော့လက်ရှိတောက်ချက်ပေါ်သွားတဲ့မာလာဂျပူအကြောင်းပါဟုတ်ပြီကျောင်းမိသားစုဝင်တွေနဲ့ကျွန်တော်ဆွေးနွေးစရာနောက်တစ်ချက်ရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့စောမဲလုံးဂျင်းနန်ကျောင်းသားရုပ်ပြက်စင်းပြက်ကောင်းဒီကောင်ကဘာပြောလဲဆိုတော့လက်ရှိကြားဖြတ်နဲ့ပတ်သက်ပြီးတော့ KNU ကိုသူတို့ကအပြစ်တင်ပုံချပါတ အပြစ်တင်ပုံချဒါထက်သူတို့ကခခိုင်ပေါ်မှာဆွဆွဲထားတာဘာကြောင့်လဲဆိုတော့ကယန်းညူရဲ့ကျွန်တော်တို့ဒါမြေယာမှားရမ်းတဲ့စာချုပ်လေးတရွက်ဒါကိုကင်ပြီးတော့ကြားဖြတ်လူကို KMQ ကမွေးထားတာကယန်းညူလုံနေတာလို့ဇော်မဲလုံးကပေါ်ရင်ကြီးဖွင့်ချပလိုက်တာဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်ကအခုသတင်းကောင်းပြောချင်ပါတယ်ဇော်မဲလုံးကြီးမင်းရဲ့ခွေးပုတ်တစ်ပိုက်ကိုပြောလိုက်ပါ KMQ ကကြားဖြတ်ငွေလင်းဂိုင်းကိုလုဆောင်နေတယ်ဆိုရင်အခုကြားဖြတ်ငွေလင်းဂိုင်းလုနေတယ်ကေကေပတ်ကနေပြီးတော့ရွှေကုတ်ကိုအထိအကုန်လုံးဘုံကျဲပလိုက်။ဘာဖြစ်လို့နေရလိုကေးရှင်းမရလို့လား။ကျွန်တော်ပြီးခဲ့တဲ့သတင်းညမှာလည်းပဲနေရာတွေကြေးရွာတွေတိတိကျကျကျွန်တော်ဖော်ပြခဲ့တာရှိတယ်။ဟုတ်တယ်လေ KNU ကကြားဖြတ်ငွေကိုလုနေပါတယ် KNU ဟာကြားဖြတ်ငွေကိုအသက်သွင်းထားပါတယ်လက်ခံထားပါတယ်ဆိုရင်အဲ့ဒီကြားဖြတ်အဆောက်အဦတွေအကုန်လုံးကိုဘုံခွဲပလိုက် ဘလို့ကသူတို့တွေမရှူနိုင်မကယ်နိုင်ဖြစ်နေတာဒါကြောင့် KK ဘက်မှာရှိတဲ့ကြားဖြန့်အဆောက်အဦကို BGF ဥဆောင်ပြီးတော့မိုင်းခွဲပြီးတော့ဖြိုချမနေ့ကတော့ဆိုရင်အဲ့ဒီဒရင်အခြားမီဒီယာတွေမှာပါလာမယ်ထင်တယ်ကျွန်တော်ရဲ့မိသားစုတွေ KK ဘက်မှာရှိတဲ့အဆောက်အဦတစ်ခုနှစ်ခုကိုသူတို့မိုင်းခွဲပြီးတော့ဖြိုချမယ်ပြီးရင်ကဘာကြီးကိုသူတို့ကသူတို့ဖြတ်စည်းတယ်ပေါ့ဗျာ ဘလို့စပြီးတော့လိမ်လဲဆိုတာကိုကျွန်တော်တို့ကဟာတအမြင်နဲ့ထိုင်ကြည့်အောင်မှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ view ကိုကြည့်နေကျွန်တော်မိသားစုဝင်တော့ဘယ်စင်းတနာမှာမဖော်ပြခင်မှာကျွန်တော်တို့မိဘပြည်သူတွေအရင်ဆုံးသိသွားပြီလို့တော့ထင်ပါတယ်။အစောတစ်ခုလုံးလဲမိုင်းခွဲပြီးတော့ဖြက်စီးမယ်။နောက်တစ်ခုလဲဖြက်စီးဖို့ရှိနေပါသေးတယ်။တို့တွေမိုင်းခွဲဖြက်စီးတယ်ပေါ့ဗျာ။ဟုတ်ပြီ။ကြောက်နေတာကြောက်နေတာ။ရှီကုတ်ကိုလည်းကြားဖြန့် မိကန်တမလာကြီးကအမှုတ်ကျိတ်အခြေကုန်နှွာတော့မယ်ဆိုတာလဲနိုင်ငံကသတင်းသုံးသပ်သူတွေကဖော်ပြထားတာလည်းရှိတယ်ခုချိန်တော့မှာတော့မင်းအောင်လှိုင်နဲ့ပတ်သက်ခဲ့ပြီသူအကုန်လုံးကတော့ဂူအောင်နေလောက်ပါဒါပေမဲ့ကျွန်တော်တို့ကရင်ဒေဒီမှာကရင်တွေမတိတာဘာခုမှမရှိဘူးဘယ်နေရာမှပုံလို့မရဘူးကရင်တို့သစ္စာဖောက်ခဲ့သူတွေ ။ KNU အောက်ကနေပြီးတော့စစ်ပနတ်ကိုဆံနဲ့ပြေးရက်တဲ့သူတွေ KNU မျိုးသားလုံးကလည်းစောင့်ကြည့်နေတယ်လို့ KNU လက်ကလည်းမလွတ်ဘူး။ဒါကလည်းကျွန်တော်တို့တမိုင်းမှာရှိခဲ့တဲ့ချက်လက်တွေရှိတယ်။သူတို့ကောင်းကောင်းသိတယ်။အာနာဇူးလက်နက်ကိုင်ကောင်းကောင်းတော်တော်များများဟာဘယ်တော့မှသူတို့ဟာဘုမလေးလေးပြောမယ်ဆိုရင်တော့သူတို့မိသားစုသူတို့မိမအောင်သူတို့ယုံတာမဟုတ်ဘူး။ ဘယ်နေရာမှာဘလို့လုပ်နေလဲဘယ်နေရာမှာဘလို့နေနေလဲရွှေကုတ်မှာကြောက်ဖြန့်ဂိုင်းခေါင်းလောင်ဆိုတဲ့အခုကဘာကြီးကကဘာကြီးကဆိုတရုတ်ဒင်းမီဒီယာတွေကနော်တပုံမှတ်တမ်းနဲ့တကွာတရားဝင်ကြည်ကြဲပြင်းပေါထွက်လာတာစောချစ်သူစောချစ်သူစောချစ်သူဆိုတာကြီးပဲငကိုရဲကကျွန်တော်တို့ပြည်သူမျက်နှာမူရဲ့ပြည်သူဘက်ကိုလှည့်ရဲမယ်ဆိုရင်ဒါမျိုးတွေဖြစ်လာမှာမဟုတ်ဒါပေမဲ့အခုအချိန်မီသေးလားအချိန်မမီဘူးလားဆိုတာကတော့ခင်နေပဲဆုံးဖြတ်ပါလိမ့်မယ် ျုပ်ကိုချုပ်ကိုတဲမှာဆွတ်ချစ်သူနဲ့မတတ်တဲ့ပိုင်ဆိုင်မှုတွေအများကြီးဖြစ်နေတာပဲဒါပေမဲ့အဲ့ဒီမှာသူနေတာမဟုတ်ပါဟုတ်ပြီခွေးပူကောင်နဲ့ခွေးပူနဲ့ပတ်သက်တဲ့ကောင်တွေကအကုန်လုံးကတော့အမိကုတ်သွားပါပြီအဖို့ရင်းလုံးပြောမယ်ဆိုရင်တော့ကျွန်တော်နိုင်ငံတွင်းမှာကြားဖြတ်ပြီးတော့ကမ္ဘာကြီးကိုဒိန်လေနေတယ်ပြီးတော့ကျွန်တော်တို့အာဒီကမ္ဘာနိုင်ငံတည်တည်မှာရှိနေတဲ့ကမ္ဘာသူကမ္ဘာသားတွေကို နီမိုးစုံနဲ့လိန်ပြီးတော့နီမိုးစုံနဲ့ညှင်းမနှိပ်ဆက်တပ်ဖြတ်ခဲ့တဲ့အကြောင်းအရာတွေရဲ့ပက်ကန်ရှင်ကမင်းအောင်လှိုင်ဆိုတာကိုလည်းကဘာကြီးကသိတယ်။လက်ရှိကျောင်းတိုင်းသားပြည်သူတွေကိုနေစဉ်အကြမ်းဖက်တပ်ဖြတ်နေတာကဘာကြီးကလည်းသိတယ်။ဒါကြောင့်အာဆီယံကအဖက်မလုပ်တော့ဘူး။ကျောင်းရဲ့ကောင်းကောင်းကြီးကိုဒီအာဆီယံစီဝေးအခမ်းအနားမှာတက်ရောက်ဖို့အတွက်အတီးပြုတ်ပေါ်အတီးပြုတ်ထားပါတယ်ဆိုတာကလည်းဟိုဘက်ကျောက်ကပဲစတင်ပြီးတော့ သတင်းလေးဖော်ကြားခဲ့တာဖြစ်တယ်အခုတပီလာမင်းအောင်လိုင်ကိုစီဝေးတက်ဖို့အတွက်မဖိတ်ခေါ်ပါကြောင်းအတီမီပြုပါကြောင်းဟိုဘက်ကအာဆီယံဥက္ကဋ္ဌကပြောအဲ့ဒီမှာပါလေအာဆီယံဖွဲ့ဝင်တွေကတရားဝင်တော်ထောက်ပေါ်ပြောဆိုရတာဘာလို့ကျွန်တော်တို့ဒီဘက်ဘက်မှာရက်တည်နေတဲ့ကျွန်တော်တို့ပြည်သူလူထုတရက်လုံးကလည်းပဲအာဆီယံဘာလို့မှလည်းအာဆီယံချမှတ်ထားတဲ့မူလချက်ကိုတစ်ချက်မှတော့မလုပ်တဲ့မင်းအောင်လှိုင် ဒါနဲ့ဇင်းကောင်းလေးတစ်ခုလည်းကြားထားပါတယ်။ကျွန်တော်လောင်စန်းစစ်ကြီးကိုပြန်လွတ်ပေးရမယ့်အခြေအနေတွေလည်းစိုက်ရောက်နေပြီဆိုတဲ့အကြောင်းကိုလည်းပြောချင်ပါတယ်။ကျွန်တော်တို့ဒီနူးတော့လည်းစတဲ့ဒီပေါ့မပေါ့ဖွားခင်ပါတဲ့ကကျွန်တော်ရဲ့အမေဒေါ်စန်းစွတ်ကြီးဟာကျွန်တော်တိုင်းပြည်နဲ့ကျွန်တော်လူမျိုးနဲ့ကျွန်တော်တို့အားလုံးအတွက်အရင်ဦးဆုံးအချင်းထောင်ထဲမှာသူပေးဆက်ခဲ့တာကျွန်တော်မင်းလို့မရဘူး ကျွန်တော်အပြင်မှာအခုလွတ်လွတ်လပ်လပ်ကျွန်တော်စကားတွေပြောလို့ရတယ်လွတ်လွတ်လပ်လပ်ရတယ်ကန်ရရတယ်အညာကြီးအသက်ကိုဝအောင်ရှူလို့ရတယ်အချင်းချခံထားရတယ်ဒေါ်စန်းစွကြည့်ကိုအမေ့ဖို့ပါမေလို့ပို့တွားကျွန်တော်အားလုံးမှာတောင်းဝင်ရှိတယ်မဖြစ်မနေလဲဒီတောင်းဝင်ကိုပြီးရအောင်လုပ်ရမှာဖြစ်တယ်ဟုတ်တယ်အဲ့တော့အမေကတော့လည်းခွေးပူအကြောင်းလည်းတီးခဲ့ပြီးပြီးကေပါထဲမှာရှိတဲ့အဆောက်အဦးကိုမိုင်းခွဲပြီးတော့ကဘာကြီးကိုလိမ်မြက်အကြောင်းကိုလည်းပဲကျမမိသားစုဝင်တွေ ဒါအိုးပြပြတိခဲ့ပြီးပြီမနေ့ကဆိုရင်ဒါကေကေပအတွင်းထဲမှာရှိတယ်ကြားဖြတ်နဲ့ပတ်သက်တဲ့သူတွေဒါမြို့ပေါ်လမ်းမတွေကိုထွက်လာတာကျွန်တော်မိသားစုဝင်တွေတခဲ့ဘူးအများကြီးယာထောင်ချီတယ်ပြီးတော့ထိုင်းနိုင်ငံဘက်ကိုလည်းပဲကူးသွားတဲ့သူတွေလည်းအများကြီးဆိုတော့ကြားဖြတ်ကကဘာကြီးကိုလိန်ထားတဲ့ကောင်ထိုင်းနိုင်ငံကိုကူးတယ်သူတို့မှတကွေသုံးလို့ဆိုရယ်ပတ်စံနေဆိုတာဖတ်ဘတ်ထောင်နဲ့ထောင်နဲ့ဆိုတာအထက်လိုက်အစီးလိုက် အာပြီးပြီနဲ့တွင်းထဲမှာဒီကြောင်ဖြန့်နေအသက်သွင်းပြီးတော့အခုလုံနေတဲ့ချိန်မှာခေါင်းဆောင်နဲ့တရားမှလည်းဖမ်းမိထားတာမရှိသေးဘူးဟိုခေါင်းဆောင်နေကိုတော့ကြောင်ဖြန့်နဲ့ပတ်သက်တဲ့အဓိကသူတွေကိုလက်နက်ကင် BGF နဲ့လက်နက်ကင်အဖွဲ့တွေကကာဝယ်ပေးပြီးတော့ပြောင်းရွှေ့ပေးနေတာ ါပေမဲ့အောက်ခြေမှာရှိတဲ့ဝန်ထမ်းတွေကတော့အဆင်ပြေလို့ကောက်ကိုရက်တီကောက်ကိုပြေးဆိုတော့မနေ့ကည9:00နာရီမှာမြောက်ရီမြို့မှာဒါလမ်းဆုံးပေါ့နော်မြောက်ရီမြို့လမ်းဆုံးမှာဘယ်သွားမှန်းသိအိပ်စရာမရှိနေစရာမရှိတဲ့ကျွန်တော်တို့လူငယ်တွေအများအပြားစီတန်းနေတာပဲအဲ့တပ်ဖို့တော့မှထွက်ပေါ်လာတယ်အဲ့တပ်ဖို့ထွက်ပေါ်လာပြီးမကြဘူးနောက်ထပ်ဒရင်းဆိုလေးကြားလိုက်ရပါအဲ့ဒါကတော့အဲ့ဒီလူအုပ်ကြီးကိုအကျယ်ဖက်စစ်ခွေးတက်ကနေပြီးတော့တနက်ထောက်ပြီးတော့ စကားရှစ်စီးနဲ့ပေါ်တာဆွဲသွားပါတယ်အကုန်လုံးတောင်းမှမကြံဘူးစဉ်းစားပေါ့ဗျာညောင်ရင်ဒီပတ်ဝန်းကျင်ကျွန်တော်အဲ့ဒီမှာရှိတဲ့ထိစက်နေမြေတွေကိုကျွန်တော် KNU နဲ့ကျွန်တော်ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်လူငယ်တွေတက်ပြီးတော့အဲ့ကဲတိမ့်မိုက်ထိန်းချုပ်ခဲ့ကျွန်တော်ထိန်းချုပ်နေတဲ့အချိန်မှာ ီဂျာပန်တွေလည်းတိတ်မလှုပ်ရမလှုပ်ရှားရဘူးဒီကောင်တွေမှန်တယ်သူတို့ရဲ့အိန္ဒိယတွေမှာလုံနေတယ်ဘာညာဒါလည်းကဘာကြီးကတိပြီးသားဂျာပန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လက်ရှိအထင်ချနေတာတကယ်ကိုအမြင့်တွေ့နေပြီငွေကြေးအများကြီးနဲ့သူတို့တွေလေပတ်နေတာအဲ့တော့သူတို့ကိုကာဝယ်ပေးနေတဲ့ဖွဲ့စည်းတွေကငွေရအများကြီးတိုးပြီးတော့လုပ်နေကြတာလက်နက်လူအင်အားငွေကြေးအများကြီးအများကြီးလုပ်နေကြတာ ဒါတော့ကျွန်တော်မိသားစုဝင်လေးလည်းသဘောပေါက်ပါတယ်ဟုတ်ပြီနောက်မှာတွားကြမရှိနေကြမရှိကြမ်းပြဝင်နေတဲ့အကုန်လုံးကိုစကားတော့ထုတ်တင်ပြီးတော့စမှုတန်းပေါ်တာဆွဲခံလိုက်ရတဲ့အဖြစ်ဒါမှမဟုတ်အဲ့ဒီကားတွေကားပေါ်ကိုမတင်ခင်မှာအမတ်ပတ်လေကိုတော်တော်တနက်တွေထောက်ပြီးတော့အဲ့ရမျိုးဒီလကန်နေပေါ်ပြချက်ပြပြချက်ဆိုရင်တို့လည်းတက်ပုံတွေပါတယ်တက်ပုံဗီဒီယိုမှတ်တမ်းတွေရိုက်ဖို့တောင်မှ က်ခဲရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဟောကောင်ကြီးအစ်တဲ့အတိုင်းပဲလေ။မထင်မထင်ဆိုပြစ်တတ်တာဟုတ်ဗျာ။ဒါကြောင့်လည်းပဲဒီသားကပြည်သူတွေအနေနဲ့တော်တော်လေးကိုကြည်ကြက်နေထိုင်ကြောင်လာနေရတယ်။ဟုတ်ပြီ။နောက်ထပ်ဒါသတင်းတစ်ခုကအထိုင်းမှာဖမ်းမိထားတဲ့ KGB ကောင်းဆောင်တရုတ်မာဖီးယားတကောင်ကိုထိုင်းကနေပြီးတော့တရုတ်ကိုဖယ်ပြောင်းပေးပါတော့မယ်။ချီချီကျန်းလိုအမိရတဲ့ online ငွေလိမ်ကြားဖြတ်လုပ်ငန်းခေါင်းဆောင်ကို ထိုင်းနိုင်ငံမှာအခုထိုင်းနိုင်ငံထောင်ထဲကနေပြီးတော့တရုတ်ကိုပြောင်းပြောင်းတော့မှာဖြစ်တယ်အခုကျွန်တော်တို့ Google Map မှာဂျပန်နဲ့ပတ်သက်ပြီးတော့ဖန်စီရမိသူတွေရဲ့ top four ပြောဆိုချက်တွေကိုတရုတ်သတင်းမီဒီယာတွေနဲ့နိုင်ငံတော်သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးသားမြန်မာလူနားမလည်တဲ့သူတွေတွေ့လဲမြန်မာလူနားလည်အောင်သူတို့တွေ translate လုပ်ပြီးတော့မြန်မာစာတမ်းထုတ်ပြီးတော့ဖော်ပြနေတာလဲအများကြီးအဲ့ဒီမှာသူတို့ရဲ့ဖွင့်ရဝန်ငံချက်တွေမှာဒီဂျပန်ရဲ့အဓိကခေါင်းဆောင်ဟာ main offline ပါတဲ့ ဒီချိန်တော့ခွေးပူတော့ဘာမှကိုလှုပ်လို့မရတော့ကဲနီကလည်းဒီအချိန်ကိုစောင့်နေတာထင်တယ်ဗျာဒါကြောင့်ဖိုးဖိုးကြောင့်ဟဲ့ကပြောတာမမတမောစုတွေထွက်ပေါ်လာမယ်တဲ့အာဖိုးကြီးချက်ခဲမဲ့ချက်ငွေနဲ့အတန်ပေးလိုက်ပါ။ဩဆိုရင်ကျွန်တော်ကအစင်သိမ့်မယ်။ကျွန်တော်စကြောပိတ်ကအစင်နဲ့မှအမြဲတမ်း။ဟုတ်ပြီ။ဒါလည်းရှိချိန်မှာ ဒါ KK ပကြားဖြန့်ပြီးတော့ရှင်ပုတ်ကိုပြီးတော့ BGF KNA ပြီးတော့တိုင်ယောလိုက်သွားတဲ့ငူချင်းတော့ကိုလိုက်သွားတဲ့အချို့သော TKBA ခွဲထွက်တွေပြီးတော့အချို့သောသူတွေဟာတော့သူတို့ရဲ့တမိုင်းကိုသူတို့လုံးဝကိုဖျောက်ဖျက်လို့မရအောင်ဟုတ်ဆိုးရတဲ့အမားတွေကိုကျူးလွန်သွားပြီဖြစ်ပါတယ်လုံးဝခွင့်မလွတ်တော့အခုကကြားဖြန့်ကိစ္စငွေတခုနဲ့လိမ့်တာမဟုတ်ဘူးကိုရင်းကိစ္စတွေပါအယောင်းဝယ်လုတ်ကြတာ ဒီကိစ္စတွေလည်းကျွန်တော်တို့သတင်းဌာနတွေမှာမကြာမကြာတွေ့နေရပြီအဲ့တော့ဘယ်လိုလဲဆိုတော့သူတို့အနှီးကိုသူတို့ကိုက်ပြီးတော့တကောင်နဲ့တကောင်ကိုက်ပြီးတော့အော်နေကြတဲ့လက်ရှိအခြေအနေမှာသူဘလူးလေးကလပန်ထိုးပြီးဘလူးလေးဘောလီဘောပေါက်ပြီးတော့ဘလူးလေးသတင်းလေးဖားကြမလဲဆိုတာကိုကျွန်တော်မိသားစုဝင်နေဇလန်းရှိတ်ကြီးနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီပြည်သူလူထုရဲ့တော်လှန်ရေးအတွက်အကောင်းပတ်ကိုရွှေ့နေပါဘူး ကဲနီနဲ့ကဲနဲ့လေဒူစီချုပ်ဒုတိယဘုချုပ်ကြီးဘောကျော်ဟဲကလည်းမမေတပေါင်းစုနဲ့အတူပွဲထွက်လာမယ်ဆိုပြီးတော့ပြောဆိုထားပါတယ်အဲ့တော့အဖို့ဘာလုပ်လဲဆိုတာကိုကျွန်တော်တို့အားလုံးကလည်းစောင့်နေကြပါလေဖွဲ့ခရာအတန်းနဲ့အတူတူကျွန်တော်တို့လေပွဲသိမ့်ဖို့အစင်းနဲ့ဖြစ်နေပါတယ်ဟုတ်ဆိုတော့ပြင်းပြမှာ အရကတော့ A A ရဲ့ခြေတန်းလုံပြီးတော့နေအကန် viewer စကန်းကိုအပီးတက်တက်ခိုက်သိမ့်ပိုက်ပြီးတော့မှမရက်သွားပဲနဲ့နောက်ထပ်စကန်းတစ်ခုကိုထပ်မံသိမ့်ပိုက်လိုက်တယ်ကျွန်တော်ရဲ့မိဘတို့အဲ့ဒီအကြောင်းကိုကျွန်တော်ဖော်ပြချင်တာဒီနေ့အဓိကကဂျာဖန်ကတော့ဒါအလုံးသိရှိနေပြီဗျာကျွန်တော်ထပ်ပုံပြီးတော့အဲနိုင်ငံကြီးစကားတန်ပြီးတော့သတင်းတန်နေနဲ့ဖော်ပြတဲ့သူတွေပုံပြီးတော့နားထောင်ကြအောင်ကောင်းပါအောင်မယ်ကျွန်တော်ကအရှိရှိတိုင်းပဲပြောတာနော်ဟုတ်ပြီ ကျွန်တော်နိုင်ငံပြူရပြီးသားရင်ချစ်ဆက်မြတ်မယ်ကျွန်တော်တို့မခွေးနဲ့ကျွန်တော်တို့အခြားသောတိဆက်နေမြေတွေမှာလည်းပဲအေးအေးဟာပတ်တီးနေတာဖြစ်ပါတယ်ဆိုတော့ဒီချိန်မှာလည်းပဲကပ္ပစဆက်ယုံနဲ့ပတ်သက်ပြီးတော့မာလာဘက်ကတတော်လေးကိုအတန်ထွက်လာပါတယ်လက်ရှိနိုင်ငံပြူရလည်းပါသွားပြီပြီးတော့နိုင်ငံပြူရတောင်ပိုင်းကမြန်ချင်းဆိုင်ကနောက်ထပ်စကန်တစ်ခုကိုလည်းပဲ ဒီကနေ့ပဲအာလခတ်တတော် A နဲ့ပူပေါင်းတဖုံနေတက်ခဲသိမ့်ပိုက်လိုက်ပါပြီပြီးတော့ကမ္ဘာစာဘုံပေးရဖို့အတွက်အကျန်ဖတ်စစ်ခွေးတက်ကတတော်လေးကိုပြင်ဆင်နေတယ်လို့လည်းကျွန်တော်တို့သိရှိထားရတယ်ကျွန်တော်ပြောပြီးသားပေးရမှာဖြစ်တယ်ဒီလိုမျိုးကျွန်တော်တို့ကအခုမကွေ AR စကိုင်းအခုကျွန်တော်ပြောနေတယ်ကျွန်တော်ရဲ့ဒါမိသားစုဝင်နေအခုမကွေ AR စကိုင်းအာကတတော့ AA ပူပေါင်းတပ်ဖွဲ့ဝင်လေ KIA ပူပေါင်းတပ်ဖွဲ့ဝင်တွေကျောင်းကပြည်နယ်ထွန်းနေကနေပြီးတော့စစ်တင်တဲ့မျိုးစုံနဲ့စုဖွဲ့သွားတယ်အဖွဲ့အစည်းတွေဥပမာ BBLA လို့လို့မျိုးပြီးတော့ကပြည်နယ်ထွန်းနေကနေပြီးတော့အညာတိတက်ရင်းလိုက်ရှေ့ပြောင်းသွားတယ်ကျွန်တော်တို့ရဲ့ KNU လက်ထွက်တယ် ပွဲကတော့တော်တော်လေးကိုအချိန်ကြီးဖြစ်ကြည့်လို့တော်တော်ကောင်းသွားပြီကျွန်တော်ရဲ့မိသားစုကဒီအချိန်မှာကျွန်တော်အောင်မြင်ဖို့အတွက်လမ်းပေါ်ရောက်လာပြီပြီးတော့ကျွန်တော်တိုက်ခိုက်ဖို့လည်းကျွန်တော်ပြင်ဆင်ထားပြီးပြီဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေအနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့အဓိကနဲ့တာမညာကိုခွဲတက်ဖို့လိုတယ်ပြီးမဲ့ကိုထိဖို့အတွက်ရန်သူရဲ့စိုက်ဝါးတွေမြောက်အများအခုပေါ်နေတာဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့လို့ကျွန်တော်တို့ဒီစိုက်မမတ်သွားနေတယ် ကျွန်တော်ဒေဇင်မောင်ပြောတဲ့စကားတစ်ခုကျွန်တော်ထောက်ခံတယ်။အဲ့ဘာလဲဆိုတော့ကျမတို့လည်းပြည်သူ့ကော်မတီတဟုတ်ဝင်လူငယ်ပြီ PDF တိ။အဲ့ဘယ်ရက်တဲ့တိုင်ဘယ်ရက်တဲ့နေတရေမှမရှိဘူး။နေရာစုံမှာကျွန်တော်ရဲ့မိသားစုနေရာတိုင်းနေရာတိုင်းကျွန်တော်မိသားစုကြီးကျွန်တော်အမြဲတိုင်နေတာ။ကျွန်တော်တိုင်ဘယ်ရက်သွားတဲ့နေတရေမှမရှိဘူး။အဲ့စကားတော့ကျွန်တော်လက်ခံထောက်လက်ထောက်ခံတယ်။ကျွန်တော်လုံးနိုင်တဲ့အရာတွေမှန်တယ်များ ုံဆောင်နေကြတယ်လို့ပုံမကောင်းအောင်နဲ့အခုလိုမျိုးစုဖွဲ့မှုအကြီးကြီးနဲ့လောက်ကင်ဖို့ကိုလည်းပဲကျွန်တော်တို့ကပြင်ဆင်ပြီးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ရှိလို့တွားနေတဲ့အချိန်မှာကျွန်တော်တို့ဥတီချက်ကျွန်တော်လမ်းကြောင်းကိုရောက်နေတဲ့အချိန်မှာအဲ့ဒီဟိုရက်ကွက်ကစိုက်ဝါးတွေပြီးတော့ဒါတရင်ဖြာကြတဲ့အခြေအနေတွေပြီးတော့အချင်းချင်းထိုးကျွေးမဲ့ဇလန်းစင်တဲ့အကွက်တွေကိုကျွန်တော်တို့သတိပြုစင်ချင်ရမှာဖြစ်တယ် ။ဒါမှမဟုတ်အချော်ရည်အစိတ်တောက်ပြီးအများကြီးရှိတယ်။တခါလေညဒီဘက်မှာချနေပြီဟိုဘက်ကရန်ဖြစ်လို့ကောင်းလို့ဒီဘက်မှာအဓိကသတင်းတွေကိုဖုံးကွယ်ပြီးတော့ဟိုဘက်မှာကျတော့ပြည်သူအကြိုက်အခြား for show သတင်းတွေဗျာ။အာပြီးခဲ့တဲ့ရက်ကဆိုရင်ဒါကလင်းငယ်လေးကိုချီပြီးတော့တော့ခိုးတဲ့တကိုးပေါ့နော်။တကိုးလို့လည်းမိတက်ကြတယ်။အဲ့တော့အခုအဲ့ဒီတကိုးကိုရိုက်တဲ့အဆိုင်ရှင်လဲတရားစွဲခံရမယ်ပြီးတော့အဲ့ဒီတကိုးကို အဲပရိုက်တာဖွဲ့တွေကလည်းပဲတနာလို့တဲ့အကျွေးတွေပါဆက်ပေးပြီးတော့ကောင်းကောင်းမွန်မွန်ထားရှိမြဲဘာညာဆိုတဲ့အထူးပဲမရှိတဲ့သတင်းတွေဒီလိုသတင်းတွေကကျွန်တော်နိုင်ငံအတွက်လုံးဝကိုဟိုဒါမင်း online လက်ထပ်မှာပေါ့နော်ဒါမျိုးတွေအများကြီးတွေ့ရတာကျွန်တော်မိသားစုတွေဟုတ်ပြီအစိုးရလည်းကောင်းတယ်နိုင်ငံကလည်းကောင်းတယ်ခေါင်းပေါင်နဲ့ကောင်းတယ်ကောင်းတယ်ဆိုရင်ဒါမျိုးတွေဖြစ်စရာအကြောင်းမရှိဘူးအခုကကလေးတသေးလေးတွေရင်ဝတ်ပတ်ကလေးတွေအဲ့ဒီကလေးတွေကတော့လုံစားခံနေရတာကလေးငှားကလေးငှားပြီးတော့မှပေါင်းစားတာ ဟုတ်ပြီဒါကတော့လက်ရှိအာဥပမာတစ်ခုပေါ့နော်ဒါကျွန်တော်လမ်းလမ်းအောင်လုပ်မယ်ဒါအခြေအနေတွေအများကြီးရှိတယ်စိုက်ရည်အများကြီးရှိတယ်ဒါတို့ကလည်းဗျာခေဆက်ဆက်ပေါ့နော်ဒါမြေခွေးထက်လည်းရုပ်မာတယ်ပြီးတော့ခွေးထက်လည်းကောက်ကျစ်တယ်ပြီးတော့ဒီလိုမျိုးကောင်တွေဖြစ်တဲ့အတွက်ဒါကျွန်တော်တို့တို့ဒီကလင်ကြတာကိုတခါလေကြရင်ကျွန်တော်တို့တော့မလိုက်မမိတာအများကြီးရှိတယ်ဒါတွေကိုသတိချက်မှာဖြစ်ပါတယ်အခုချိန်မှာတော့ထိုင်းမြန်မာနယ်စပ်ဒါတောင်ရင်နဲ့ပတ်သက်တဲ့ ဒါအဓိကကြားမြန်ခေါင်းဆောင်တွေပြီးတော့မလာနဲ့ကျွန်တော်တို့ဒါစောချစ်သူပေါ့ဗျာစောချစ်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးအလန်းလဲဖြစ်နေကြပြီပြီးတော့ဒီလေးကြက်ကြလှုပ်ဆောင်နေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ပြောတာရန်သူရဲ့လင်မီကိုတော့နင်းမိထားပြီးပြီးနင်းလဲနင်းထားတယ်ဒါကိုလွတ်မထွက်ထားဖို့အတွက်ကျွန်တော်တို့အားလုံးတာဝန်ရှိတယ်ဟုတ်ပြီဇင်းကောင်းပြောမယ်အဲ့ဒါကတော့ Negan Viewers ခန်းကြီးကဘာလုံးစကန်ကြီးအဲ့ဒီအင်းကြီးက ျွန်တော်ရိုးရိုးပေါ်မှာအမြင့်ဆုံးသောနေအားအချို့အရန်အောင်ဟာအဲ့ဒါကတော်တော် A တဲ့ဘယ်လိုမျိုးတီးလိုက်ရလဲကွာအဲ့နေအားဟာအမြင့်ဆုံးပဲကျန်သူကတတိချခိုင်မာချလာတာဘလို့မှမချဖို့အတွက်စစ်ကူပြစ်ကူကြီးရေလေဗျာအကုန်ပေးထားတော့အားကတတော်အေးနဲ့ဘူးတက်ဖို့နေဘလို့တိုက်တာလဲဗောဟာအခါလကြကျွန်တော်တို့စဉ်းစားတော့မှာကျွန်တော်တို့တိုက်ပွဲတွေမှာဟောပြင်းပြင်းထန်ထန်ကြုံတွေ့ခဲ့ရတာရှိပါတယ်အမှန်နဲ့ ျွန်တော်ခံမှန်းလို့တော့မရအောင်တစ်ခါလေးစဉ်းစားတာတသိန်းအောင်ပြန်ပြန်ပြန်ထားဟုတ်ပြီရမ်းမင်းကျောင်းမှာငဖဲလက်ကကာဝေးစကန်ဘီယာစကန်ကြည့်ပေါ့ဗျာကဘာလုံးစကန်လို့ပြောနေကြတာအဲ့ဒီမျက်နှင်းဆိုင်မှာရှိတဲ့ကျန်ပစိခွေးတက်စကန်ကုန်တစ်ခုနဲ့ပစိရွာအနီးမှာရှိတဲ့စကန်ကုန်နှစ်ခုဗျာအဲ့တော့အဲ့တော့အရှင်နဲ့ပူတော်တဖုန်နဲ့ဆက်လက်တိုက်ခိုက်တင်ပိုက်လိုက်တယ် ။ဟိုမှာကဟိုမှာကျောက်မှာကျွန်တော်တို့အချို့သတင်းလေးတက်တက်လာတယ်ကွာ။အနေကံပြည်ပြည်ကမကြသေးဘူး။မင်းဟောဘယ်လိုကြကြမကြကြကျွန်တော်ကစိုးအောင်လို့ပြောမိသား။တို့ကငင်းနေတော့ခုချင်းကြီးမကြသေးဘူး။ဘာဖြစ်လို့ဆိုရှင်းတန်းပို့တဲ့ကောင်လေးကလည်းပြင်မမရောက်သေးတာဟုတ်ဗျာ။တို့ကဘောသက်စာပြင်ရောက်မလာတော့ဘူး။တို့ပြန်ရောက်မလာမချင်းမကြသေးဘူးတို့ပြောနေတာဟုတ်ပြီမကြသေးဘူးနောက်ထပ်စကန်နှစ်ခုပါတို့ပူအောင်တက်ဖို့တက်ခိုက်သိမ့်ပတ်လိုက်ပြီ လက်ရကန်လမ်းဟောင်းပိုင်းနဲ့မြင်းချင်းဆိုင်ကျွန်တော်ကာကင်းကုန်းကိုထပ်ပြီးတော့တင်လိုက်တယ်အနည်းဆုံးမှာရှိတဲ့ကာကင်းစကန်ကုန်းလည်းဖြစ်တယ်ပြီးတော့နောက်တစ်နေရာကရိုးပေါ်မှာပစီရွာနားကဂျက်ဖစစ်ခွစ်တက်စကန်ခုကိုလည်းထပ်မှန်ပြီးတော့တင်လိုက်တယ်အဲ့တော့အဆင်ပြေသွားတာပေါ့ဗျာဟုတ်ပြီဒီတစ်ဖက်သိမ့်ပက်ကလည်းပတ်သက်ပြီးတော့အခက်တော့ AA ကတော့ရန်ကိုချင်းလုံးနဲ့နှောက်လုံးနဲ့ကျွန်တော်မိသားစုနေတယ်သူတို့စစ်စစ်ရင်မပြီးသေးဘူးစစ်စစ်ရင်ပြီးမချင်းသူတို့တွေရဲ့ ဒါဖော်ပြချက်တွေကျွန်တော်တို့တွေ့ရမှာမဟုတ်သေးပါဘူးဗျဟုတ်ပြီကျွန်တော်လက်ရှိအချိန်မှာဒါအကြပ်ဖက်စစ်ခွေတက်အဲ့ဒီနေရာကိုစစ်ကူလုံးဝမရောက်နိုင်တော့လဲအခြေအနေတစ်ခုကိုလည်းပဲကျွန်တော်တို့ပိတ်ဆို့ထားပြပါပြီအဲ့ဘူပေါင်းတက်ဖော့လို့နေအားလုံးတောင်းဝင်ကြည့်တယ်ကျွန်တော်မိသားစုဝင်နေခက်ခဲမျိုးစုံဂျားတွေမှာဒါမှမဟုတ်တို့တွေစေပြတ်မှတ်ကိုတကယ့်ကိုထိရောက်တိကျစွာလုံဆောင်နေကြတာဖြစ်တယ်ဂဇင်ကလေးအပြင်းနေလို့နောက်ကနေပြီးတော့အရခတ်တက်တော့အေးနဲ့ဘူပေါင်းတက်ဖွဲ့ဝင်နေ ပတ်ရှာပြီးတော့တကောင်ကြီးတကောင်အဖွဲလိုက်ကောပတ်ပြီးတော့တီးနေတဲ့အကြောင်းလဲသတင်းတွေကြားထားပဲဖြစ်ပါလေဟုတ်ပြီကျွန်တော်တို့ဒီလိုမျိုးနေကံပြူအကြောင်းတဲ့အချိန်ပြီးတော့ဂျာဖတ်စခွတ်တက်ရတာတက်စကန်တွေနောက်ထပ်ပေါ့နော်စတိုက်ပေးနေရတဲ့အချိန်မှာဒါတက်အင်900လောက်နဲ့စတောင်းထုတ်ဖို့အတွက်အရှိကိုစူးစမ်းခဲ့ကြပါသေးတယ်လို့လည်းကျွန်တော်ကြားသိထားရတယ်အဲ့ဒီ900လောက်ကလည်းပဲအခု ဘယ်ရောက်လို့ဘယ်ပေါက်မှမသိအစလာတော့မကြားရဘူးလို့ကျွန်တော်တို့သိရှိထားရပါတယ်။ဒါကြောင့်ဟိုဘက်ကပြောလိုက်ရင်မကြသေးဘူးပြောတာ။ဘာလို့မကြသေးလဲဆိုတော့သူတို့ကအင်းက900အင်းက900နဲ့တာမဟုတ်ဘူးကျွန်တော်မိသားစု။ဒါစစ်ကြောင်းပို့တာစစ်ဘူးပို့တာ900ဟုတ်ပြီအဲ့လို900ကြီးချက်ပို့တယ်ဗျအရှင်းမရှိတဲ့ကောင်တွေလည်းဆိုထောင်နဲ့ချီတဲ့ကောင်တွေဆိုတော့ထောင်နဲ့ချီတဲ့ကောင်တွေကဘာမှသတိမကြရသေးဘူးသူတို့ကဒါသူတို့မကြသေးဘူးပေါ့ဗျာ။ဒီလိုပါ။အဲ့တော့ကာမတာဆက်ရုံအနေနဲ့ပတ်သက်ပြီးတော့အရန်ကိုစိုးရိမ်ပြီးတော့အရန်ကိုကြောက်လန့်ထိတ်လန့်နေတဲ့ ဂျက်ဖက်စစ်ခွေးတက်ကောင်နဲ့ကမ္ဘာစားလေးမှာအရေးကြီးတဲ့ပစ္စည်းတွေရွှေ့နေပြီအချို့ခေါင်းဆောင်တွေကအဲ့ဒီမှာမရှိတော့ဘူးအဲ့ဒီမှာရှိတာကတော့ငပြူပေနဲ့အခုပါစပြည်သူစစ်တွေပဲအသေးခံရမယ့်ကောင်တွေပဲရှိတယ်ပြီးတော့လုံးဝမစုတ်တန်းခံစစ်ပုံစံမျိုးပြင်ဆင်ထားတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်ရတယ်ပြဿနာမရှိဘူးအေးဘာလို့မလဲဆိုတာကျွန်တော်တို့ဘာမှမသိရအေးဘလို့ပတ်ပြီးတော့တီးသွားမလဲဆိုတာလည်းကျွန်တော်တို့ခံမှန်းလို့မရဘူးမင်း online လောက်ယူခါနေ လက်ရှိတော့တောင်ပိုင်းမှာဖြစ်နေတဲ့ဒါ online ငွေလိမ်ကြားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့တကယ်လို့သူတို့တွေအမိကောက်လို့ ASEAN မှာလည်းအာကျွန်တော် ASEAN CEO ကိုလည်းတက်ခွင့်မရတဲ့အချိန်မှာအမိကောက်ပြီးတော့အခါတက်တော့အင်းပူပေါင်းတက်ဖွဲ့ဝင်နေရလဲတကယ်ကိုသူတို့တွေခံမဲလို့မရတဲ့အခြေအနေမျိုးနဲ့တကယ်ကိုအင်းနဲ့အားနဲ့အတကူလှန်နေတဲ့အချိန်မှာအဲဒီပေါ်နေကိုအမိကောက်ဆိုတော့အခုဘောကြောင့်ပြောရတဲ့ ကျွန်တော်တို့တပေါင်းစုတွေနဲ့ပြီးတော့ KIA ကျွန်တော် arkatat.aa ပြီးတော့ကျွန်တော်တို့အားလုံးရဲ့အတူတူပေါင်းဆောင်ရွက်မှုတွေနဲ့ကျွန်တော်ရဲ့လမ်းကြောင်းပေါ်ရောက်နေတာဖြစ်တယ်ကျွန်တော်မိသားစုဝင်တွေကိုကဘလောက်ပေါင်ဖြစ်နေလဲဆိုတော့ဟာအိတ်အိတ်ဖို့တော်မှာနည်းနည်းလေးဘယ်လိုပြောမလဲဟာငါအိတ်လိုက်ရင်ဘာမှန်းဘယ်လိုနေရာတွေမှာငါတို့တွေသတင်းကောင်းတွေငါလွတ်သွားမလဲဆိုတော့စိုးရိမ်နေရတဲ့အခြေအနေမျိုးတွေပြန်ရောက်လာပါပြီဟုတ်ပြီတော်လိုင်းကကျွန်တော်မိဘပြည်သူရဲ့လက်ထဲမှာရှိတယ် ီတော်လိုင်းနဲ့ပတ်သက်တဲ့အရေးပါဆုံးသူတွေကလည်းကျွန်တော်ရဲ့ဗီဒီယိုကြည့်နေကျွန်တော်မိဘပြည်သူတွေပဲဖြစ်တယ်။ကျွန်တော်ဒီတော်လိုင်းကြီးနဲ့ပတ်သက်ပြီးတော့ကောင်းဒီနိုင်ငံရဲ့ပတ်ပြန်တဲ့ဒီမိုကရေစီအခွင့်အရေးပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အနာဂတ်ကလေးငယ်တွေအတွက်ပဲဖြစ်ဖြစ်အားလုံးအဖြစ်ရကျွန်တော်မိဘပြည်သူတွေလက်ထဲမှာပဲရှိပါကြောင်းပြောချင်နေတဲ့ဒီနေ့ဗီဒီယိုသုံးသပ်ပြရစေ။